န်တာ1 wire cycle တွေ sticker ပြောင်းနဲ့ထွက်ရှိလာပါပြီဒီနောက်25 model မှာဆိုရင်အရင်တုန်းကပေါ်တဲ့ sticker ပုံစံရဲ့ဒါအခုမှဒါတိတ်မကြသေးခင်လာပိုင်းမှာ sticker ပြောင်းသွားတဲ့ဒါအခုလိုမျိုး sticker ပြောင်းပုံစံရဲ့ဆိုပြီးရင်ဒါနှမျိုးလာတယ်ပေါ့နော်ဒီဇိုင်းကတော့အတူတူပဲအဓိကတော့ sticker လေးတွေပြောင်းသွားတာပဲဖြစ်ပါတယ်အိတ်ဇောဆိုရင်လည်းအပူနံခန္ဓာရင်မြန်မာတဲ့အရေးတွေးကောင်းတဲ့အိတ်ဇောနဲ့ထွက်လုပေးထားတယ်ကန်နာထွတ်တမြဆိုင်ကြီးထဲမှာဆိုရင်ဒီကန်နာ1 wire ဆိုင်ကြီးက လုံးဝကိုလူကြိုက်များတယ်ဘာလို့လဲဆိုရင်အင်ဂျင်ဘဝ 125cc အင်ဂျင်ဘဝအပြည့်နဲ့ထွက်ရှိလို့ပါသူ့ရဲ့ရှိမိကြီးကရိုယိုမီဝါနဲ့ထွက်လုပ်ပေးထားတယ်အရှိယုံရဲ့ဒီဘက်နားမှာဆိုရင်ဒါအရင်တုန်းကစူပါကန်တာဆိုပြီးရင်ဒါအရင်တုန်းကစလုံးထွန်းထားတာတွေ့ရတယ်ဒါအဲ့ဒီရဲ့နေရာမှာအခုကတော့အင်ဂျယ်ဆိုတဲ့စလုံးရဲ့မီးတော့ပုံစံနဲ့အလပုံဖော်ပေးထားတာကိုတွေ့ရပါတယ်စတီကာလေးပြောင်းသွားတာပါဘီကဘာဒီမှာဆိုရင်ဒါအရင်တုန်းကကန်တာ 125R ဆိုတဲ့စလုံးအကြီးကြီးနဲ့ ်တစိတ်ထွန်းထားတယ်။ဒါအခုကတော့စတေကာပြောင်းမှာတော့ကန်တာဆိုတဲ့စလုံးရဲ့ဒီမှာဆိုရင်ဒါမီတော့ပုံစံရယ်ဆိုပြီးရင်ဒါစတေကာပြောင်းလိုက်တာကိုတွေ့ရပါတယ်။ဘီကဘာဒီမှာဆိုရင်ဒါစတေကာပြောင်းလဲသွားတာကဘဲဘေရောညာဘေရော စတေကာတွေကလုံးဝကိုပြောင်းလဲသွားပြီးထပ်ပြီးမှပြောင်းသွားတာက သူ့ရဲ့တော့ပါ။ဒီတော့မှဆိုရင်ဒါအရင်တုန်းကတော့ဒါကီးလိုင်းလေးတွေကအများကြီးနဲ့ပေါ့နော်ကီးလိုင်းတော်တော်လေးနဲ့ထွက်ရှိမယ်။ကီးလိုင်းကိုဒီဇိုင်းတက်နဲ့ပုံဖော်ထားတာကိုတွေ့ရပါတယ်။ တန်ရတွေကတောင်တင်းလန်းနေတဲ့လမ်းကျန်းဒေတာတွေမှာတန်ရပွိုင်ကြီးကြီးတဲ့အပြုံးမပြင့်မဲ့ရည်တွေးကောင်းတဲ့တန်ရမျိုးစားရင်နဲ့ထွက်လို့ပေးထားတယ်ဝီရိယဆိုရင်လေဒါလုံးဝကိုတောင်တင်းခိုင်မာတဲ့ပန်တလစ်ဝီနဲ့ထွက်လို့ပေးထားတာကိုတွေ့ရပါတယ်ဒီဝန်ဥပဒေဆိုင်ငယ်တွေကတောင်ပေါ်ဒေတာတွေနဲ့လမ်းကျန်းဒေတာတွေမှာလုံးဝကိုလူကြိုက်များပါတယ်ချိန်မုံဆိုရင်လေနေဒေတာတွေရဲ့အကြိုက်ချိန်မုံအပြည့်နဲ့ထွက်လို့ပေးထားတယ်ဖောက်ကဆိုရင်လေဒါလုံးဝကိုတောင်တင်းခိုင်မာပြီးအကျဉ်းခံမဲ့ စပရင်ဖောက်မျိုးစားနဲ့ထွက်လုပေးထားပါတယ်ဒီဝန်ထုပါရဆိုင်ကလေးတွေကတချို့နေဒေတာတွေမှာဆိုရင်ဒါဆိုင်အိတ်တွေအများကြီးတင်နေဈေးချင်းတောင်းနေအများကြီးတင်ကြတယ်ပေါ့နော်ဘယ်ဘက်လက်ကိုင်းတိုင်းရဲ့အောင်နာမှာဆိုရင်တော့ဖုံးထဲလို့ရမယ်အန်ခွင့်ငယ်တခုပါဝနာတွေ့ရတယ်ပြီးတော့ခါကယ်ရီယာတန်းဆိုရင်လည်းဒီမှာဒါလုံးဝကိုတောင့်တင်းခိုင်မာတဲ့တန်လုံးအကြီးတွေနဲ့ထွက်လုပေးထားတာဖြစ်လို့တူလီမူလီပစ္စည်းတွေညက်တဲ့အခါအများကြီးကိုအဆင်ပြေစေမှာပါ သူ့ဘောက်ကတော့ကျင်းလွန်းတာလည်းမဟုတ်ဘူးကျဲလွန်းတာလည်းမဟုတ်ဘူးပေါ့နော်ဒါအနေတော်လေးပါရှိပါမယ်စီတိုင်ကြီးကတော့၄လီတာဝင်းကျင်စက်မှာပဲဖြစ်ပါတယ်ဘယ်နေရာဒီမှာအဓိကစတေကာပြောင်းသွားရလဲဆိုရင်အင်ဂျယ်ဆိုတဲ့စလုံးရဲ့မီးတော့ပုံစံနဲ့အလပ်ပုံဖော်ပေးထားတာကိုတွေ့ရပါတယ်အခုရှင်းပြသွားတယ်ကန်တာ1.5ဆိုင်ကယ်ကမော်ဒယ်က95မော်ဒယ်ပါ brand new kilo 0မှာရပ်လက်လိုင်စင်ကြီးနဲ့ဝယ်ယူစနစ်ဝင်ရမှာပဲဖြစ်ပါတယ်ဒီဆိုင်ကယ်ကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်တော့မန္တလေးမြို့ 56လမ်းနဲ့114လမ်းတောင်းက H5 ဆိုင်ရဲ့ showroom မှာစတင်ဝယ်ယူအားပေးလို့ရနေပါ යි ခင်ဗျာ။